ီလီယနာတတိယကြီးရဲ့သားသမီးတွေဖြစ်ပြီးဒီကလေးတွေကဖုန်းတစ်လုံးတောင်မပိုင်ကြဘူး။ကမ္ဘာချမ်းသာဆုံးတတိယတွေကတယောက်ဖြစ်တဲ့ဘေကေကတော့သူ့ရဲ့သားသမီးတွေဖုန်းနဲ့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အရှမ်းဟိုမှာတင်းကျပ်တဲ့အစည်းအဝေးတွေကိုချမှတ်ထားပါတယ်။ဒီအစည်းအဝေးတွေကိုကလေးတွေကငငယ်လေးများနဲ့အခုချိန်ထိလိုက်နာနေရပါတယ်။ Microsoft တတိယကြီးဖြစ်တဲ့ Bill Gates ကအရန်ဟိုမှာချမ်းသာတာကြောင့်ကလေးတွေ14နှစ်ကျော်တဲ့အထိကိုပိုင်ဖုန်းလုံးဝပြီးမသုံးခဲ့ပါဘူး။ တယောက်ယောက်ကဝင်ပြီးမယ်ဆိုတော့မှသုံးပိုင်ခွင့်မရှိပါဘူး။ဒါတင်မကသေးဘူး။ဘေကင်းနဲ့သူ့ရဲ့မိန်းမကကလေးတွေကိုဖုန်းတွေ၊ဂိမ်းစက်တွေ၊ laptop ၊ computer စတဲ့ technology နဲ့ပတ်သက်တဲ့အရာတွေအပေါ်မှာအရန်ဟိုမှာတင်းကျပ်စွာနဲ့ချမှတ်ထားတဲ့အစည်းအကမ်းတွေရှိပါတယ်။ကလေးတွေကတထေးကလေးဆိုပြီးတော့သုံးတင်တိုင်းသုံးလို့မရပါဘူး။ဒီနေ့ကိုတနအီလောက်သာသုံးလို့ရပါတယ်။ဘေကင်းကဒီလိုတွေလုံးတဲ့နောက်ွယ်မှာအရန်ဟိုမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ အခုဖြစ်မိသားတွေကခလေးတွေငင်ငင်ပြီးရောဆိုပြီးတော့လာသားလောက်အရွယ်ရဲ့ဖုန်းကိုပြပါပါတယ်။အဲလိုမျိုးခလေးတွေကဖုန်းကြည့်တာများလာတဲ့နောက်မှာတော့ဖုန်းကိုတဖြည်းဖြည်းနဲ့ဆွဲလန်းလာပါတယ်။နေနေလေးအရွယ်ရောက်လာတဲ့အချိန်မှာခလေးတွေကအပြင်မှာထွက်ဆော့တာတကယ်ချင်းနေကစားတာလုံးဝမပြုတ်လို့တော့ပဲနဲ့ဖုန်းနဲ့ပဲအမြင်နေနေပါတော့တယ် လူတွေစိတ်ချောက်ကိုဆွဲလန်းတဲ့လိုမျိုးကလေးတွေကလည်းဖုန်းတွေကိုဆွဲလန်းလာပါတယ်။အဲလိုမျိုးဆွဲလန်းလာတာနဲ့အမျှကလေးတွေရဲ့ကျန်းမာရေးကတဖြည်းဖြည်းနဲ့ဆိုးရွားလာပါတယ်။အဲဒါကြောင့်ဘယ်ဂိတ်ကသူ့ရဲ့ကလေးတွေဒီကလေးတွေလိုမျိုးမဖြစ်လာအောင်အတင်းတားဆီးထားတာပဲဖြစ်ပါတယ်။ဒါမှန်ကလေးတွေတောင်ဒီလောက်ထိအဆိုးရွားနိုင်တဲ့ ဘယ်ကေးကတက္ကနော်လော်ဂျီကုမ္ပဏီတစ်ခုရဲ့တတိဖြစ်တဲ့အတွက်သူ့ရဲ့အိမ်မှာကွန်ပျူတာတွေ၊လပ်တော့တွေ၊ဖုန်းတွေရပိုများပြီးတော့ကလေးတွေပျက်စီးလွယ်တဲ့အတွက်ဒီလိုမျိုးတင်းကျပ်တဲ့စည်းကမ်းမျိုးချမှတ်ထားတာပဲဖြစ်ပါတယ်။ဘယ်ကေးကကလေးတွေကိုသဘာဝနဲ့အမြဲထိတွေ့စေခြင်းပြီးတော့ဒီလိုမျိုးတက္ကနော်လော်ဂျီလောကမှာမပိတ်မိနေစေဖို့သူအထက်နိုင်ဆုံးစူးစမ်းပါတယ်။အဲဒါကြောင့်မို့လဲကလေးတွေကိုအမြဲတမ်းအပြည့်ကိုခေါ်သွားပါတယ်။ ။ငွေကြေးလေးနဲ့လည်းအပြင်သွားခွင့်ပေးပါတယ်။စာအုပ်တွေဖတ်ဖို့အတွက်လည်းဝယ်ပေးပါတယ်။မိသားစုကဘလောက်အရေးကြီးရဲ့လူတွေကဘလောက်အထီးဘဝမှာအရေးပါလဲဆိုတာကိုဘန်ကိတ်ကအမြဲတင်ပေးပါတယ်။ဒီလိုမတင်ပေးဘဲတခြားမိဘတွေလိုခလေးကိုလွလွလပ်လပ်ထားမယ်ဆိုရင်တော့ခလေးတွေကမဆန်ရှိတဲ့အတွက်ပျက်စီးသွားမယ်ဆိုတာဘေကိတ်ကကောင်းကောင်းသိနေခဲ့ပါတယ်။ဒီလောက်နဲ့ချိန်မပြီးသေးပါဘူး။ဘေကိတ်က သူ့ရဲ့ကလေးတွေကို အလူဒါနဘယ်လိုလုပ်ရမလဲလူတွေကိုဘယ်လိုကျင်းနာရမလဲဆိုတာကိုအနည်းသင်ကြားပေးလေးရှိပါတယ်။ဒါလို့လဲဆိုတော့ဘီလီယနာတထင်းတွေရဲ့ကလေးတွေကပတ်စံရှိရဆိုပြီးတော့မာနထောင်သွားပြီးမိဘရဲ့ပတ်စံတွေနဲ့လူတွေကိုနှိမ့်ဆက်တာများပါတယ်။တချို့ကအညာတမှုမရှိဘဲနဲ့ မရှိစင်ရဲပြီးတော့နှိမ်ချတဲ့သူတွေကိုအနိုင်ကျင်ပါတယ်။မဆန်မရှိတဲ့လူတွေကိုမင်းတို့ကမရှိတဲ့လူတွေဆိုပြီးတော့အလောင်းပြောင်တဲ့လူတရားမဖြစ်စေဖို့နဲ့လူကောင်းတရားဖြစ်ဖို့အတွက်ဘေကိတ်ကကလေးတွေကိုစီးကန်းနေတဲ့အတူတေချာလေးပြုစုပေးပါတယ်။အားအကြောင်းမို့ကလေးတွေကိုငငယ်လေးတွေကစင်ရဲတဲ့လူတွေဘယ်လိုမျိုးအစားအသောက်တွေကြောင့်ဒုက္ခရောက်နေပြီးတော့အဲ့ဒီလူတွေကိုဘယ်လိုမျိုးကူညီရမလဲ။ဆိုင်ဆာနေတဲ့လူတွေကိုဘယ်လိုမျိုးအစားအသောက်တွေပေးကဲရမလဲဆိုတာကိုတေချာလေးသင်ကြားပေးရလဲဖြစ်ပါတယ်။ ကလေးတွေကြီးလာတဲ့အချိန်မှာဘေကိတ်ကကလေးတွေကိုဒီအလူတန်းအကိစ္စတွေကိုဥဆောင်ခိုင်းတာဖြစ်တယ်။အကြီးကဒီလိုမျိုးလူရတဲ့အချိန်မှာကလေးတွေကိုခေါ်သွားရတဲ့အကြောင်းရင်းကဘေကန်ချင်းဆိုတာပါလေလူသားဆန်မှုဆိုတာပါလေပြားသားဖို့အတွက်ပဲဖြစ်ပါရဲ့။အကယ်လို့ကလေးတွေကရန်ဆိုင်ဆိုးရွားစွာကြီးပြင်းလာခဲ့မယ်ဆိုရင်ဘေကိတ်လည်းနာမည်ပြင်မှာသိကြပါရဲ့။ဒါပေမဲ့အသူပြုစုပြောင်းထောင်မှုတော်တဲ့အတွက်လည်းကလေးတွေကကောင်းကောင်းမွန်မွန်လူကောင်းတယောက်အဖြစ်ကြီးပြင်းလာခဲ့ပါရဲ့။ ဘေကိတ်ကကလေးတွေသူ့ရဲ့မဆန်ကြောင်းနဲ့မပြည့်စည်စေဖို့အသေးချလေးပြုစုပြောထောင်တယ်လို့တချို့သောဗီလီယနာသတင်းတွေကလည်းသူတို့ရဲ့ကလေးတွေခေါင်းစားဖို့အတွက်အရင်ကမှကျဲတဲ့အစည်းအဝေးချမှတ်ထားပါတယ် ဟယ်ရီတစ်ထင်းကြီးကဘသူတွေလဲသူတို့ရဲ့စီးမျက်နှာကဘာတွေလဲဆိုတာကိုဆက်လက်ပြီးတော့ဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအများအားကြည့်ရှုကြနေဆိုရင်တော့သူတဲ့ရဲ့ channel လေးကို like and follow လေးနဲ့အားပေးသွားဖို့မြတ်တာရဲ့ခံစားပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ် Fern Trend American သမရဟောင်းဖြစ်တဲ့ Donald Trump ကသူ့ရဲ့သားဖြစ်သူ Barron Trump ကိုအရင်ကမှတင်းကျပ်တဲ့စီးမျဉ်းတစ်ခုကိုချမှတ်ချပါရယ်။အဲဒီစီးမျဉ်းကမလိုက်နာလို့လုံးဝမရပါဘူး။ အရင်စီးမင်းကတခြားတတိယတွေသူတို့ရဲ့သားသမီးတွေကိုချမှတ်ထားတဲ့စီးမင်းတွေနဲ့လည်းမနေ့လေးတောင်မတူပဲထူးခြားပါတယ်။အရင်စီးမင်းကတော့ Donald Trump နဲ့အတူသူ့ရဲ့သားဖြစ်သူ Baron Trump ကနေတိုင်းထောက်သီးရရမှာပဲဖြစ်ပါတယ်။ Baron Trump ကသူ့ရဲ့အဖေဖြစ်သူ Donald Trump နဲ့အမြဲတမ်းထောက်သီးရရပါတယ်။ Donald Trump ကအာမန် American သမ္မတတော့မဟုတ်ပါဘူး။အရင်ကတည်းကအရန်ဟိုမှာချမ်းသာတဲ့ပတိတယောက်ဖြစ်သလိုစီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ရအင်္ဂလိပ်ကလေးကကောက်တီးရိုက်တာကိုကြိုက်ပါတယ်။ဒီကောက်တီးရိုက်တာကပဲဒေါ်နယ်ထရန့်ရဲ့ဘဝကို အများကြီးပြောင်းလဲစေခဲ့ပါတယ်။အခုလည်းသူ့ရဲ့သားဖြစ်သူဘယ်ရန်ထရန့်ရဲ့ဘဝကိုပြောင်းလဲစေဖို့အတွက်ဒေါ်နယ်ထရန့်ကသူ့ရဲ့သားဖြစ်သူကိုကောက်ရိုက်တာမဖြစ်မနေသင်ပေးနေပါတယ်။ ဒီလိုမျိုးတောင်းတဲ့ trend ကသားဖြစ်သူကို အတင်းအဓမ္မခေါင်းရိုက်ခိုင်းနေရတဲ့အနောက်ွယ်မှာစိတ်ဝင်စားစရာခေါင်းတဲ့အကြောင်းအရာတခုရှိနေပါသေးတယ်။အဲဒါကတော့ခေါင်းရိုက်တဲ့အခါကျရင်စွမ်းအင်ကိုအသုံးပြုရတဲ့အပြင်စိတ်ရှည်ရပါတယ်။ဒါတင်မကသေးပါဘူး။ခေါင်းရိုက်တဲ့အခါမှာအယံအာယုံစူးစိုက်ရပါတယ်။ လူမျိုးတော်များကတွက်လက်ပေမဲ့ဘဝစိတ်မရှိပါဘူး။အဲဒါကြောင့်လူတော်များကဒုက္ခရောက်ကြတာများပါတယ်။ဒါပေမဲ့ Donald Trump ကသူ့ရဲ့သားလေးကိုအဲ့လိုလူငယ်တွေမဖြစ်အောင် Donald Trump ကသူ့ရဲ့သားကိုဒီ Gang Leader ကနေပြီးတော့ပြည်ညာရေးအများကြီးပြင်ပေးလိုက်ရပဲဖြစ်ပါတယ်။ ခေါင်းပြိုက်တဲ့အခါမှာကလေးကလွလွလပ်လပ်နဲ့တာမန်အားကစားလိုထင်နေပါတယ်။ဒေါ်နယ်ထရန့်ကသူ့သားလေးရဲ့အကြွေးကိုအသုံးချပြီးတားဖြစ်သူဘယ်ရန်ထရန့်ကိုကစားခွင့်ထဲမှာအပြင်ဘဟုသုတတွေကိုကစားရင်းနဲ့တင်ပေးလေးရှိပါတယ်။စာအုပ်တွေနဲ့တင်မဲ့အစားကလေးတွေနားလည်အောင် ပြောပြမယ်ဆိုရင်ကလေးတွေကအတတ်မြင်နဲ့မမိလွယ်လို့ဒေါ်နယ်ထရန့်ကယုံကြည်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့ဘဝမှာရခဲ့တဲ့ပညာအများစုကခေါင်းပြိုက်တာကနေရခဲ့တာပါ။ ူမရှိတော့တဲ့နောက်ပိုင်းသူတီချောင်ခဲ့တဲ့လုပ်ငန်းတွေကိုဆက်လက်ပြီးတော့ဦးဆောင်နိုင်အောင်ဒေါ်နယ်ထရန်က သူ့ရဲ့သားဖြစ်သူဘယ်ရွန်ထရန်ကိုတင်ပေးခဲ့ပါတယ်။ဘဝရဲ့တင်ငန်းစာတွေကိုဒေါ်နယ်ထရန်ကကောက်ကွင်းကနေစပြီးတော့တင်ပေးခဲ့ပါတယ်။သားဖြစ်သူဘယ်ရွန်ထရန်ကအကောင်းရရတာကိုလုံးဝဝါသနာမပါဘူးနဲ့အဖေဖြစ်သူချစ်ခင်လေးစားတဲ့အတွက် ခေါင်းရတဲ့ပညာကိုသင်ယူရင်းနဲ့ဘဝရဲ့သင်ခန်းစာတွေအများကြီးကိုသင်ယူခဲ့ပါတယ်။အဲဒါကြောင့်မို့လို့လည်းအခုဆိုသူ့အဖေရဲ့လုပ်ငန်းတချို့ကို Donald Trump ကဦးဆောင်နေပြီဖြစ်ပါတယ်။ Ewa Gatran Donald Trump ရဲ့သမီးဖြစ်သူ Ewa Gatran ဒါမှန်တထင်းတွေရဲ့သမီးတွေကပတ်စံကြောင်းနဲ့ပြည့်စည်နေပါတယ်။ပစံရှိရဆိုပြီးတော့မိဘတွေရဲ့ပစံနဲ့ action ကိုမှဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်မယ်ပါတီတွေတက်မယ်ကလပ်တွေသွားပြီးတော့အုံဖြုံးမယ်ပစံရှိရဆိုပြီးတော့လှုပ်ချင်တာတွေလှုပ်တယ် ကိုကပဲဆရာကြီးဆိုပြီးတော့ကျန်တဲ့လူတွေကိုအထင်သေးပြီးတော့မာနတွေခြောင်သွားပြီးကြီးပြင်းလာမှဆိုလို့ဒေါ်နယ်ထရန့်ကသူ့ရဲ့တမီးဖြစ်သူကိုတင်းကျက်တဲ့စီးကင်းနေနဲ့ပြုစုပြောထောင်ခဲ့ပါတယ်ဒေါ်နယ်ထရန့်ရဲ့တမီးဖြစ်သူကိုအင်ချမီအကြောင်းဝင်ငယ်လေးကလေးကတင်ကြားပေးခဲ့တဲ့အပြင် လူတွေကိုဘယ်လိုဆက်ဆံရမလဲစီးပွားရေးဘယ်လိုလုပ်ရမလဲလက်ဆံဘယ်လိုရှာရမလဲခေါင်းဆောင်ပညာဆိုတာဘာလဲဆိုတာအသေးစိတ်သေချာသင်ပေးခဲ့ပါတယ်။နည်းနည်းအရွယ်ရောက်တဲ့အချိန်မှာတော့ Ewaka Chan ကအဖေဖြစ်သူရဲ့အင်ဂျင်နီလုပ်ငန်းမှာဦးဆောင်ခဲ့ရပါတယ်။အဖေဖြစ်သူက Donald Chan ကလည်းသမီးဖြစ်သူလုပ်ငန်းကိုစတဲ့ဦးဆောင်တဲ့အချိန်မှာအနားမှာနေပေးပြီးတော့ဘယ်လိုမျိုးဦးဆောင်ရမလဲဆိုတာကိုသင်ပေးခဲ့ပေမဲ့အချိန်နဲ့ကြာတဲ့အချိန်မှာကိုယ်တိုင်ဦးဆောင်ခံခဲ့ပါတယ်။ ဘီလီယနာတည်ကြီးနှစ်ယောက်ဖြစ်တဲ့ဒေါ်နယ်ထရန့်နဲ့ဘေဂေတိုရဲ့သားသမီးပြူးစုပြူးထောင်မှုပုံစံနဲ့ကပညာရေးအများကြီးရမယ်လို့မျှော်လင့်ပါတယ်။ဒါတည်းမကသေးပါဘူး။အကယ်လို့တင်းရဲ့အိမ်မှာကလေးငယ်တွေရှိရဲဆိုရင်ဒီကလေးငယ်တွေကိုလည်းစာအုပ်တွေအတိုင်းစီပဲပညာကိုမသင်ပေးဘဲနဲ့ တို့ကလေးတွေကိုဘဝနဲ့ပတ်သက်တဲ့ပညာတွေပြီးသလိုမျိုးသင်ပေးဖို့အကြံပေးချင်ပါတယ်။ဗီလီယနာတတိယချင်းနှစ်ယောက်ဖြစ်တဲ့ဒေါ်နယ်ထရန့်နဲ့ဘေဂီတို့ရဲ့ကလေးတွေပြုစုပျိုးထောင်မှုနဲ့ပတ်သက်ပြီးတော့ဘရိတ်ဂျီယာဘယ်လိုမျိုးထင်ပါသလဲ။ဘရိတ်ဂျီရဲ့မြင်ကိုကောမန်လီထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။